ရှင်နေဖက်ပြပေးမှာတော့ဆိုင်သူခင်းနေယူရဲ့ကံဝိထုတိုးလေးပဲဖြစ်ပါတယ်။ခန်းစားနိုင်စင်ပေးပါအောင်ရှင်။သူကြီးတဲ့ချင်းနဲ့အချင်းနေတောက်တင်းခိုင်မာပါလေရဲ့အညိုးပေါ်တွင်ဘာကြောင့်အနိုင်မရသည်ကို ပီကီတီယခုထက်တိုင်းတွေးခေါ်ရေးမရပေ။တကယ်တော့ပီကီနီအညိုးတို့၏အချင်းနေအရရက်သည်မချင်းသာအွာချားကြသည် ထို့သော PKD အစဉ်အရေးနှိမ့်လျက်ရှိသည်အတအားဖြစ်သာ PK ကလပိုင်းလောက်ကြီးပေမီသူမမီသလောက်အရွယ်ကလေးကခမာရုပ်ပတ်တွင်အညိုနှင့်ခြံစင်းကလေးနေခဲ့ကြသည် သူတို့ခြံသည်မြမသောနှစ်ထပ်တိုက်အင်ကြီးဖြစ်ုံမကတိုင်နောက်တွင်နှိမ့်အကားများရှိသောမြေကျဲကြီးတွင် စားပင်တောက်ပင်တို့စိုက်ပျိုးလျက်ရှိသည်တိုက်ရှိတွင်မြက်ခင်းစိမ့်စိမ့်တို့ကိုဝင်းရံလေးစိုက်ထားသော ပန်းငင်တို့မှကြည်မဆုံးအားလာပါပေသည်။အင်းရှိပန်းငင်အတွက်ပင်မာလီနှယောင် ထားရှိပေသည်။ပိကိတိခရစ်ယာန်သာသနာပြုကျောင်းကြီးတစ်ခုတွင်ငယ်ကလေးကနေလာခဲ့သည်။ကျောင်းသားတိုင်းပိကိစီရဲ့တော်ကားတို့မှ အခန့်စားကားများသာဖြစ်ခဲ့သည်။ယခုလက်ထပ်ပြီးမှနောက်ဆုံးတော့ကားမှာရှိုးရိုက်ကမိခိုးရောင်ကားကြီးဖြစ်ပေသည်။သူပါခင်ဆက်ရှင်မင်းကြီးကအငိမ့်စားယူပြီးသည့်နောက်တွင်ပင ပီကိတ်ကိုတေးချနေခွင့်မပေးပေမိသားစုအတူတူပဲနေခဲ့သည်ပီကိတ်တွင် သူ့ထက်အကြီးမာသားနှင့်အငယ်မအဲမာတို့ရှိသေးသည်အညိုတို့၏ခြံဝန်းမှာတေအေကမြအခြေမိဖြစ်တော်လဲတိုက်အိမ်မမို့တထက်တိုက်ဖို့ကလေးများသားဖြစ်သည်အညိုအဖေသည်ထင်ရှားသူလေးလားမထင်ရှားသူလေးလားပဲသူလည်းမသိအညိုလည်းမသိအညိုမရွယ်မရောက်ခင်ကအညို၏အဖေသည် အညိုတို့သားမိကိုခွဲသွားသည်ဟုဆိုသည်။လာစဉ်အညိုကြောင်းစည်အတွက်အဖေထံမှငွေပို့တော်လဲအညိုသည်သူ့ဖခင်ကိုယခုတိုင်မမြင်ဘူးပဲ။အညို၏အမေကမူအဖွားစီမှရရှိသောအငွေကိုငွေတိုးပေးစားသည်ဟုဆို၏။အညိုတို့၏စီးပွား၏အခြေအနေကဒါပဲဖြစ်၏။အညို၏အင်းရှိပန်းငယ်ခေနိုသည်စီစီပေးပေးမရှိလာချေ။အင်းဆောင်အဖိုးကြီးသည်ညစ်တွင်အင်းဆောင်ပေးကား နတ်နတ်ကင်းတွင်တန်ငင်ကို ရှင်းလင်းပေးတတ်သည်တခါတရံတွင်အညိုးတို့သားမိပန်းချံအတွင်းတွင်ဆင်း၍မျက်နှုတ်နေသည်ကိုလည်းတွေ့ရပေသည်အညိုးသည်ဆင့်မဖြစ်ခင်ကတော့ hostel နမတ်10ကားလေးကိုဆေး၍စောင်းတက်သေးသည်ဆစ်ဖြစ်ပြီးနောက်ငွေရွှေရွှေအခြေအနေမကောင်း၍လားမသိအညိုမှာခြေတင်းလျှောက်ကအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းသို့တက်ရပေသည်။ကျောင်းချင်းမတူကြတော့လဲ ညနေတွင်တော့နှစ်ယောက်ဆုံမိကြသည် တခါတရံအင်းစိန်လမ်းမပေါ်သို့ညီမတစုနှင့်အညိုတို့လမ်းလျှောက်ထွက်ကတခါတရံတွင်ပေကေတို့ခြံကြီးထဲသို့ပင်လည်းပဲ၍လျှောက်ကြသည်ဤတော့လမ်းလျှောက်ခသည့်အခါတွင်လည်းတခါတလေတက္ကရိုလ်ကျောင်းသားတစုမှလမ်းမှဆုံသည်ထိုအခါတွင်ထိုကျောင်းသားတို့၏မျက်လုံးများသည်အညို့အပေါ်တွင်သာဝဲ၍သွားကြသည်ကိုပေကေကထင်သည် တကယ်တော့အညူကဘာမှချော်သူမဟုတ်ရင်စင်မုံကလည်းဘာမှမထူချပေအသားကညိုလိုက်ပြန်တွေ့ရင်အဝေးကကြီးမစားတော့ပြုတ်ညိုဖြစ်သည်ပီကီတို့ညမတော်မသည်လုံးကြီးအမြင်ရှင်တူဖြစ်သည် ပီကီသည်နှကန်းဆူလာခြင်းတို့အညူနဲ့တူတော်လဲဇပင်းကောက်ပေါ်ပုံချပုံ အဝေးအမြင်တွေထင်းနေသည်မှာပီကီသာဖြစ်ပါလျင်နဲ့ဘာကြောင့်တငယ်လေးများသည်အညွမျက်နှာပေါ်တွင် မျက်လုံးဝဲသွားပါသည်။သူသည်ရေမုံမုံနှင့်ပေါင်တွင်တယုံမကဒီမားကြလဲလှပီသည်။အညိုသည်ညက်သည်မစုံယုံသေးတာရှိ၍လှပထွားချိုင်းသူမဟုတ်ပေ။သို့သောအညိုမျက်နာသည်မချည့်ရလောင်တော့လဲရုပ်ဆူသူမဟုတ်ပေ။လွန်ခဲ့သောသုံးနှစ်ကအညိုမက်ခရီအောင်သွားသောအခါတွင်မူပီကီမှာဆွေဆွေခုံတော်သည်။တိတိကျကျနေကမူပီကီကယုံမင်းမယုံပေ။ အင်္ဂလိပ်စကားပြောရင်လည်းခွေးအာကြီးလဲနေတယ်လို့လို့နဲ့ထစ်အဲထစ်အင်းနေပြီးတော့ဒီလောက်ကက်သလင်းတရာအကြောင်းတက်နေရတာအညိုအောင်နေဆိုတာငါမယုံဟုဆို၏ပီကေမယုံရင်လည်းမယုံစရာပဲပီကေတီအင်္ဂလိပ်လိုပြောရင်အမတာလှလှပါပါပြောစုံတက်ရုံမကလေယူလေသိမ်းမှချီချူလောက်ပြီးသည်အိမ်မှာလည်းချူရှင်ဆရာမနဲ့တီးသက်တင်သေးပါရဲ့နဲ့အညိုကအောင်သွားတာ သူကချိန်ရင်းတွေကိုဆွေဆွေခုံမိသည်အမကအောင်စင်းရင်းကို လာပြတော့အခါတွင်မှပေးခဲ့သည်ဟင်းချတော့သည်တက္ကရိုတွင်အညိုတယောက် IA အောင်သွားတော့လေပေးခဲ့သည်ယခုတက်တိုင်းမထရီမအောင်သေးပြီသို့တော့ညနေလမ်းဆောင်ချိန်ကောင်းလေးတစုနဲ့တွေ့လိမ့်မူပေးခဲ့သည်အတန်မြင့်၍သူတို့အချင်းချင်းအင်္ဂလိပ်လိုပြောတော့မင်းဖြစ်သည်ဘာပဲပြောပြောအညိုထထော့ငါကအင်္ဂလိပ်စကားပြောသားတယ်ဟိုသူကတို့စိတ်ကင်းလိုက်ပြန်သည် သူလက်ထက်ရမိသူနဲ့အညိုအားမိတ်ဆက်ပေးသည့်နေ့တွင်လည်းသူကအင်္ဂလိပ်လိုမိတ်ဆက်ပေး၏သူတို့နှစ်ယောက်ကအင်္ဂလိပ်လိုတွတ်တွတ်လပ်လပ်ပြောတော်လဲအညိုကအင်တလုံးအဲတလုံးဖြစ်နေသည်ကို သူသဘောကျလိုက်သည်ပီကီသည်အညိုထက်တနည်းဆို၍လက်ထက်သည်အညိုကပီအီနောက်ဆုံးနေ့ရမှလက်ထက်လိုက်သည်ကာယကရှိဖြစ်သောအညိုကိုယ်တိုင်ကသူ့လက်ထက်ပွဲကိုစိတ်ဝင်စားလေသလားမဝင်စားလေလားတော့မသိဘူး ပိကိတ်မှာတော့အမြဲတတိမေးရရင်အညိုတို့အိမ်မှာထမင်းချက်မပန်းမယ်မှာခဏခဏဆိုသလိုပိကိတ်တို့အိမ်ကိုလာတတ်သည်မပန်းမယ်ထင်မှာအညိုယူမိလို့အကြောင်းမင်္ဂလာဆောင်အခမ်းအနားဘလို့လုပ်မယ်အကြောင်းမေးရ၏မပန်းမယ်ကစီစီပင်ပင်ပြောပြလင်းလဲသူ့မှာစိတ်မောရပြန်သည်ဒီတငယ်ကလုံခဲ့တဲ့၃နှစ်လောက်ကလေးကဒီအိမ်ဝင်ထွက်နေတာ၃နှစ်သုံးမုံစောက်တယ်ဆိုတာဒီတငယ်မျိုးထင်မှရဲ့ကွယ် နေပိုင်အဖြစ်နေပြောင်းသွားတော့ကလည်းရန်ကုန်ရောက်တဲ့ဆိုသူ့ကားကလေးနဲ့ပြေးလာတာပဲအခုတော့အတင်းဝင်ယုံ ပြောင်းလာရတဲ့ဒါတောင်အညူကဘေးအောင်မှလက်ထချင်တာအညူအမေကကောင်းကောင်းမမခေါင်းလေးကလည်းတိတ်ပူစားလို့လက်ထဖို့အညူကသဘောတူလိုက်ရတာသူ့နမေကဘယ်သူတဲ့လဲမောင်တင်မောင်နဲ့ပီကီကစိတ်မသက်မသာဖြေရပြန်သည်တကယ်ဆိုသူသည်မင်းကြီးသမီးရုပ်လဲချောငွေလဲပေါ်သူဖြစ်၏ ူရတော့လီမှာအညိုထက်တော့ဒါတင်နီအခုတော့အညိုရသူမှလည်းအတွင်းဝင်လီသူရသူမှလည်းအတွင်းဝင်လင်းပင်ဖြစ်သည် ယခုလိုတူတူချင်းနှင့်ပီကီအတွက်စိတ်သက်သာပွဲရှိသည်သည်ဒါပေမဲ့ကိုဒီမန်ကအညိုကိုတုံးနေတော့မဆောက်၍ဒူးထောင်တောင်းယူခဲ့ရသည်ဟုကြားရသောအခါသူ့အဖြစ်ကို စိတ်နာလာသည် သူရှုံးပြန်လိမ့်မည်သူမှဘာကြောင့်မှမသိကိုဝင်းမောင်ကိုလက်မထက်ခင်ကသူတို့ညီမသုံးယောက် ကိုဝင်းမောင်၏နှမများကိုတွား၍ပြရသည်ထိုနေ့ကိုပြန်တွေ့မိသောအခါအလိုလိုရှိုက်၍လာသည် ကိုဝင်းမောင်တို့အိမ်မှအเจ้าမရှိအเจ้าရှာလို့ရသောလက်ဖွဲ့ရေးပွဲတို့သူတို့ညီမသုံးယောက်တွားရသည်မတွားခင်ကလေးကလည်းထိုလက်ဖွဲ့ရေးပွဲတွင်ကိုဝင်းမောင်ကသူတို့ညီမသုံးယောက်ထဲမှစိုက်ရာရွေးမိကိုတော့သူသိပြီးဖြစ်ခဲ့သည်တကယ်ဆို ကိုဝင်းမောင်သည် ကိုတီမောင်ကအညို့ကိုယူခဲ့တဲ့ကဲ့သို့သူအားသုံးနေသုံးမှုဆောက်၍ ပိုစေခြင်းယူစေခြင်းသည်ဒီလိုချက်ရသောအချက်မမပျော်ရွှင်နှစ်သိမ့်စရာကောင်းမည်လိမ့်မည်ဟု တွေးမိပြန်သောအခါသူရှုံးရသောအဖြစ်ကို တွေး၍ရင်နာမိပြန်သည်ထာထောင်ပိကိအမိကလှင်၍မြ мян လက်ထက်ခြင်းဖြစ်သည်ကိုဝင်းမောင်က အချိန်ဆွဲခြင်းသည်သည်ပိကိတွေးခြင်း၌တွေးနေသည်ကိုမဆောက်နိုင်သောမပန်းမေကပြန်ရန်ပြင်လိမ့်ကဲမပိကိစမပြောင်းမယ် အညိုကဒီကနေ့အိယာခန်းကနေရောက်မယ်လို့ပြောထားတယ်။အဲ့အရာလေးနေရချရအောင်မယ်။ဟုတ်လား။အင်းအညိုတော့ဒီမင်္ဂလာဆောင်အတွက်အတော်ကိုအောင်ပါပဲ။ရှင်။ဘာမှမကုန်ပါဘူးမပိကြီးရဲ့။တငယ်ကလေးကအားလုံးကိုတင်တော့နေ။အိယာအခန်းသားဒုတသမီးအဝိအစားကအစားအားလုံးဝေပေးတာပဲ။ပိကြီးဒီပါဇက်အဟောင်းသားနဲ့ငေးချမ်းရသည်။မပန်းမေကမူနေရာမထကအညိုတို့ခြံမတ်တို့ရှောက်သွားရတော့သည် ကဲယခုတစ်ချိန်မှလဲရှုံးရပြန်ပြီအညိုဒီဘာကြောင့်များအေးအေးလေးနဲ့အနိုင်ယူနိုင်ပါလဲသူတို့ကကိုဝင်းမောင်ကိုရရပါမယ်အကြောင်းမင်္ဂလာအခန့်ကြီးကိုလဲမင်းကလေးဘက်ကတာဝန်ယူရသည်အေးရခန္ဓာနောက်ဆုံးဒိုဒိုသားဝတ်ဖို့အဝတ်စားပင်ပီကီတို့ကအကုန်ကြအခမ်းရသည်ပီကီဒီအန်ချိမီအချိန်လေးကိုဘာမှ နားမလည်နိုင်တော့ပေအညိုကြီးလက်ထပ်ပွဲသည် သူ့လက်ထပ်ပွဲလိုခမ်းနားခြင်းမရှိလား လူနေရာလောက်ဖဲ့၍အိမ်မပင်လက်ထက်ကြ၏သူတို့ကမူနက်နက်ပိုင်းအိမ်တွင်လက်ထက်၍ညနေပိုင်းတွင်စထရင်းဟိုတယ်၌လူနေရာကျော်ခန့်အဲခံပွဲလုပ်ခဲ့ပေသည်အညိုလက်ချက်ပွဲတွင်ညမ၃ရောင်စလုံးစောစောသွားကြသည် မာတာနှင့်အိမ်မကအညို၏အပြူရန်ဖြင့်အညို့ကိုပွဲထုံရန်လိုက်ပါကြသည်အားလုံးပျော်ပျော်ရွှင်ရွှင်တိုက်တိုက်ဝုန်ဝုန်နှင့်လက်ထက်ပွဲမှာခက်ချင်းချင်းပင်ပြီးဆုံးသွားသည် သူကမအညိုကြီးအိယာခန္ဓာပြင်းထားသောအခန်းမှမထွက်ပေအိယာခင်းမှရွှေဝါနှွေအောင်ဖဲပြဖြစ်၍ဖဲပေါ်ကမှရွှေဝါရောင်ပိုးစာပေါ်တွင်နှင်းစီပန်းပွင့်များအပွင့်ပေါ်လာသောအဖုံကိုဖုံ၍ထားပေသည်စာချနာကလည်းအဝါနှုတ်ကလေးဖြစ်၏ဆောင်းမမမူဂျူရာနှင်းစီတစိသုံးမွေဆောင်အကောင်စားအဝါနှုတ်ရောင်ဖြစ်ပေသည်ဇာဘာအဖုံတွင်ဆောင်းနှင့်ကန်အောင် ။ဟေးပေါ်နေဒီမှာ တမျိုးလာပြီသည်။ခဒိန်ဤတသားမှန်နေကုန်။မှန်ပြီတို့အိတ်ခမ်းအတွင်းရှိဆိုဖာနှစ်ခု။ပီကီတီချိုပစ္စည်းအလုံးကိုလက်နှင့်လာ၍ဆိုင်ရင်ဝန်းရဲသွားပြန်သည်။ဤအိယာခန္ဓာအိမ်တော်ပရိပောကများသည်ယခုလိုမကောင်းမဲထင်းရှုသားနေပင်လှောက်ထားသည်ဖြစ်အောင်ပေါ့။အညို့ဖို့ဓာရီမောင်ကအားလုံးဝယ်ပေးတာဟုခက်မမောကလေးပြောပြနိုင်မိသည်။ဒါကောကအညို့သည် သူ့အပေါ်အနိုင်ရခြင်းမင်းဖြစ်သည် သူမှာတော့ဘာကြောင့်ဒါတွေကိုကိုကိုဘက်ကဝယ်ပြီးတင်ရတာဟုမပြောနိုင်ပါသည်။တကယ်တော့သူသည်အညှို့ထအများကြီးအချင်းချင်းခိုင်မာမာလေးရဲ့နဲ့ယောက်ျားတယောက်ကိုအညှို့လိုလက်မထောင်ဝင်ယူနိုင်မဲ့ဒူထောင်၍မိကုံကြေးကြကယူရပါသည်။လက်ထပ်ဖွဲ့ပြီးတတို့သားတတို့သမီးအခန်းအပီမှာပီကီ ပြန်လာခဲ့တော့လေစိတ်ထင်းမှာ ဟဟပပပျော်ပျော်ရွှင်ရွှင်မရှိလာပြီအင်းအောင်ကိုစီစားပြီးပြန်တော့လဲသူသည်အညွတ်တဲ့င်းကို နားထောင်နေမည်ဖြစ်သည်မပန်းမဲထင်မှအညိုတို့နေပုံ ထိုင်ပုံတက်တက်မြက်မြက်ရှိမရှိချစ်ချင်နာနာရှိမရှိမေးရပြန်သည်သို့တော့မပန်းမဲပြောစကားကိုကြားရပြန်ရင်လည်းတက်တက်ဒေါသဖြေရပြန်သည်မောင်တေမန်ကလူစမ်းွယ်မပိကီရဲ့တခြားယောက်ျားများကိုမိန်းမကိုယ်တိုင်ချက်မှပြုတ်မှစိုက်ကြတယ်မို့လားသူကတော့ အညိုဘာလို့တားမှမချိုက်ဘူးအညိုမအဖြစ်မောင်တင်မောင်အလုတ်သွားချင်ကြမှာသူလှုပ်ဆရာတွေအားလုံးလှုပ်ရတယ်အညိုကလည်းအင်မတန်အဝိရှော်ချင်းမိဖို့တိုက်ချင်တဲ့ကလေးမှာတနေ့ရုံးကအမှတ်မထင်ဆင်းလာတော့အညိုမိဖို့တိုက်တာတွေ့တာနဲ့ပြောမရတယ်လို့မိဖို့တော့လှုပ်ပြစ်မလို့ပကတိနားထောင်နေရမှမျက်လုံးကလေးပြုတ်လိုက်သည်တဲသေးတာပဲဟုလဲစိတ်ထဲမှာမဆက်ချ၏စားတာတောက်တာနဲ့အညိုကဖြစ်ချက်ချင်းလိုက်တာအလုံး ချက်လဲပေါ့တယ်ငန်းနဲ့ရေးမများပါဘူးဒါပေမဲ့အညိုပေမေမမှန်ချက်ပြီးဆိုစူလာပဲဒါကြောင့်သူ့ရှေ့ဆိုအညိုကမိဘုံမဝင်တလို့နေရတယ်မပကီရဲ့ဘေကီဒီမပတ်မဲ့စကားပြောသေးကိုပင်နားထောင်ရင်စိတ်သားအုပ်ကိုတတိယသွားသည်ကိုကူကညစာတွင်စိတ်သားနှစ်ကိုစားခြင်းသည်ဆိုရင်သူကိုယ်တိုင်းနှက်ထားသည် အစီကံနေတပုံတပင်ရှိရနဲ့ဘေကီကိုယ်တိုင်းလုံးမကိုကူကခြိုက်ဤကိုကူကတော့ဘေကီကိုယ်တိုင်းလုံးမစားတတ်တယ် သူသည်မပန်းမှန်ကိုအာတွင်၍ဂုံယူကပြောလိုက်တော်လဲစိတ်တွဲတယ်မူစကားပြောရသည်ကိုအရသာမပါပေတခါတရံကိုကိုကိုစိတ်တို၏ထမင်းဝိုင်းမှထမင်းစားနေငါခြေရင်ဟင်းတွင်အချင်းပေါ်တည်ဟုထင်လင်းမကြည်သေးရင်내ကဟင်းအုပ်ကိုမိဘဘွားပြန်တွင်၍အချင်းထဲပေးရသည်စီပြန်ဟင်းတွင်အနှစ်နှစ်စီနဲနေပြန်လဲစီတက်တက်ချက်၍စားနေတော့မှထပြင်ပေးရသည်အလကားနှင့်အညူကကန်ကောင်းနေသည် သူ့မှာတော့ဘာကြောင့်များဒီလိုဖြစ်နေရပါလဲမမမဲထအသွားတဲ့သူသည်စိတ်သားအုပ်ကိုထား၍ကြည်မိသည်ညစာစားပွဲတွင်လည်းတခါရင်းနှင့်အစဉ်ပြေရမလားဟု ဆို၍မိမြန်သည်အစဉ်မပြေတိုင်းကိုဝင်းမောင်သည် သူ့နှမများနှင့်နေခဲ့ရာတုန်းကအစာချီကသူ့ကိုနှမများအလိုလိုက်ပုံပြုစုပုံနေလို့လဲမိုးမဆုံလေမဆုံပြောလာရင်သူသည်ဒေါသထွက်ကရံချေရတော့သည် ဒီနှမတွေအကြောင်းနဲ့ပတ်သက်၍ခဏခဏရံဖြစ်ရသောကြောင့်ကိုဝင်းမောင်နမရမကိုပင်အင်တို့လာမလဲစီလိုပဲဟိုအဖက်ကရောင်းမများလာစဉ်တွင် သူသည် စကားဟာဟာမပြောခင်ရောင်းမများကနောက်ကိုမလာတော့ဟု၍ပြောသွားသည်စိတ်ထဲတွင်သူဖြစ်သလိုအညွတ်တွင်လည်းအားလုံးဖြစ်စေခြင်းသည်ဘယ်တော့အညွတ်သည်နိမကအမျိုးများနှင့်မသိဖြစ်နေသည်ကိုကြားရမလဲဟုစိတ်ကဆောက်စားနေမိပေသည် မဟုတညနေတွင်အညိုလာ၍လဲပေသည်အညိုသည်ကိုဝင်ရှိစားဟံမျိုးဖြစ်နေတော်လဲသူသည်အညိုကိုကိုဝင်ရှိမရှိမမေးပေအညိုကအေးအေးဆေးဆေးနှင့်သူ့ကိုစိတ်ဝင်တစားပြောနေ၏သို့သောအညိုစကားတွင်လင်းအကြောင်းအိမ်တော်၏အကြောင်းလုံးဝမပါပေကျောင်းနေတော်ကဘဝကိုသာ လွမ်းတတတာပြော၏အနာကနားထောင်နေသူအမကမူအညိုဝတ်လာသောထမင်းကိုသဘောချနေ၏ ။အညွတ်ထမင်းသည်အစိမ်းရင်ပေါ်တွင်လှပသောအဝါချိတ်ကလေးများဆင်ထားသည်။မြမာရက်ထဲလုံကြီးဖြစ်ပေသည်။အညွတ်လုံကြီးကိုမာတာကတိတ်သဘောကျလာပဲကွယ်။အသားကလည်းညက်နေရပဲ။သဘောကျသူအမကမပြောခင်မာတာကအရင်ပြောလိုက်တော့ကြောင့်အမကဟဟပပရီလိုက်သည်။အမကလည်းအဲ့လုံကြီးကိုမျက်စိချနေလို့အညူလာကလေးကကြည့်နေတာ။အညူသည် ပြုံးလိုက်၏။သူ့အပြုံးသည် ပြေဆုံးခြင်းနှင့်အားရှိသောအပြုံးကို ပီကီကချင်းမိသည်။ဟုတ်တယ်။ဒီလုံကြီးကလှကိုလှတယ်။ဘေးရဲ့သူကစေတနာကောင်းလို့ထင်နေ။ဘဲကပေးလဲအညူ။ပီကီသည်စူးစမ်းတလို့ဟန်နဲ့မေးသည်။မောင်ရဲ့အညာကအတော်ကြီးလေး။တိတ်သဘောကောင်းတာပဲ။သူကကြီးပေးပြီးအစင်ကိုကြိုက်တဲ့အစင်ရခိုင်တာ။တိတ်လှတာပဲနော်။ကိုတီမောင်မအမေရှိသေးလား။မမတို့ရော။ပီကီကထပ်၍မေးပြန်။အမေလည်းမရှိတော့ဘူး။မမတွေကဝန်ွက်နေ။ ဒါပေမဲ့သူတို့ကတိတ်ယူတာပဲအညာတလိမို့လားသူ့အတော်တွေကလည်းချင်းချင်းမွေ့မွေ့နေပဲပကီတီဘာမှစာမမလေးတော့ပဲတကယ်ဆိုတော့သူ့စိတ်ထဲတွင်အမျိုးသည်ယောက်ခမယောက်မတွင်လည်းသူ့လိုဆရာအမြဲရှုံနေခြင်းသည်သည်သူ့ယောက်ခမမိမတကြီးသည်ခဏခဏသူ့သားဘေးအကြောင်းအတွင်းဝင်အကြောင်းဂေါ်ယူအတတ်တင်ပြောနေသည်ကိုနာကလော်၍ရံဖြစ်ကြသလိုအမျိုးတွင်ဖြစ်စေခြင်းသည်အခုတော့အမျိုးမှာ ဇရာရှုပ်ဇရာယောက်ကမလည်းမရှိ ရှိသည့်အတော်တွေကလည်းသူတို့ဘာသာအေးအေးဆေးဆေးနေသည်ဆိုတော့ဒီတပွဲတွေလည်းသူသည်အညွတ်ကို ရှုံးရပြန်သည်ကသူတို့စကားပြောနေစဉ်တွင်မိုးသားများသည်ပုံပုံ၍မဲမောင်လာကြသည်မပန်းနေသည်အထုပ်လေးတစ်ခုနှင့်သူတို့ရှိရာသို့ရှောက်လာသည် မပန်းကြီးဘာလာလောက်တာလဲအမက စီချုံ၍မင်းလိုက်သည်။မောင်တေမောင်လှုပ်လိုက်လို့အညို့စကားပြောချင်းပြောနေတဲ့သူကနဲ့တာချူမဲတဲ့ မွန်ညိုလာတော့အညိုအေးအေးမိမှဆိုလို့မောင်တီမောင်ကအနှွေးတယ်သွားပို့ချီဆိုရနဲ့လာပို့ရတာရော့အညိုမပန်းမယ်လက်ထဲမှာအညိုသည်သုံးမိတ်ဆောင်စကဝါရောင်လေးကိုဆွဲယူ၍ခြုံလိုက်သည်မပိကီသည်အိမ်နေရစာပင်ထား၍မနေနိုင်တော့ပဲအိတ်ခမ်းတွင်တို့ဝင်သွားတော့သည်ကတိမင်းရောက်ရင်ကတိမောပြက်လဲလိုက်ကဝမ်းနေမိုးလိမ့်မိသည်မစီမဆိုင်တင်မောနဲ့မြောင်းမြသွားခဲ့သည့်တညကိုတတိယမိသည်တင်မောအခန်းတွင် မိုးအနှံ့ငယ်ပတ်၍လေးတိုက်ပြီးသည်သူကခဲတိမော့တွင်အသားကလေးလှည့်၍နေပြီးသည်စိတ်ကတော့မိုးတက်ဝင်လာရင်ကိုကိုသည်မန်တနီမောက်ကိုပိတ်ခါသူကိုဆောင်းဆောင်ပေးမိထင်၍ငိမ့်ကပိနေသည်နောက်ဆုံးတော့ကိုကိုမှမရင်အိတ်တော်နေ၍သူ့ဘာသာတကားထက်ပရသည်အားလုံး꽈လိုက်သည်ဖြစ်ချင်းအညိုအိလာသည့်အတွင်းမှမင်းမုံညိုလာသည်နှင့်အညိုအေးအေးမိမိဆိုသောကြောင့်ကိုတင်မကအနှွေးတယ်ပုတ်လို့လည်းရသည် ဘကီသည်ခေါင်းအုပ်တလုံးကိုဆွဲယူ၍အဝင်းသို့ဆောက်လို့ပြလေသည်။သူ့မှာသူကြီးတဲကြီးနှင့်အနေထိုင် ခိုင်မပါလျက်အညို့ပေါ်တွင်ပါကြောင်းအနိုင်မရသည်ကိုတွေ့၍မရနိုင်ပါတကား။သို့သောသူတဲ့အင်းအားကြီးပါသည်ဆိုသည်လေအခါခတဲ့ချမ်းမြေဝင်အချင်းဤကိုဖန်တွင်မပေးနိုင်ဆိုသည်ကိုတော့သဘောပေါက်သလိုဖြစ်လိမ့်မည်သည်။ခင်းနေရရှမောကအတွေ့စနေအမှန် တရား35ဩဂုတ်လ1958ဇလန်လေးလေးပြီးဆုံးပါပြီရှင်ခန်းစားနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်